AR တိုင်းငရုတ်ကောင်းမြို့မှာရခိုင်ပြည်နယ်ကစစ်ပေးရှောင်9ရောက်ကိုအော်တိုဝါလာ6ရက်နေ့ကစစ်တပ်ကဖမ်းဆီးထားတယ်လို့စစ်ရှောင်အရေးကူညီပေးနေသူတွေစီကသိရပါဗျ။အဖမ်းခံရတဲ့စစ်ပေးရှောင်တွေဟာကြောက်ဖြူမြို့နယ်ကဖြစ်ပြီးဒေသရင်းတိုက်ပွဲတွေပြင်းထန်နေတာကြောင့်နေရဲစွန်ခွာထွက်ပြေးလာတဲ့သူတွေဖြစ်ကရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ချောင်းဝသဒ္ဒနာအယောက်မှာဖမ်းဆီးခံရတာဖြစ်တယ်လို့စစ်ရှောင်အရေးကူညီပေးနေသူတအုပ်ကပြောပါဗျ။ အခုလိုဖမ်းခံရတဲ့ရခိုင်စစ်ဘေးရှောင်9ယောက်ဟာအမျိုးသား9ယောက်နဲ့အမျိုးသမီး2ယောက်ဖြစ်ပြီးစစ်ကောင်စီတပ်ကအမျိုးသား9ယောက်ကိုတီးတန့်စစ်ဆေးဖို့ဆိုပြီးစစ်ကားနဲ့ခေါ်သွားတယ်လို့စစ်ကောင်စီတပ်နဲ့နှိစက်သူတွေစီကသိရပါဗျ။ လက်တလောရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ငရုတ်ကောင်းဒေသမှာစစ်ကောင်စီကတိုက်အင်အားဖြည့်တင်းထားသလိုရေတပ်နဲ့ခြေလင်းတပ်ပေါင်းပြီးကင်းလဲစစ်ဆေးတာတွေလည်းတိုးမြှင့်လှုပ်ဆောင်နေတယ်လို့ဒေသခံတွေစီကသိရပါဗျ။ပြီးခဲ့တဲ့စက်တင်ဘာလ29ရက်နေ့ကလည်း AR တိုင်းနဲ့ရခိုင်ပြည်နယ်အဆက်ဟိုင်းကြီးကျွန်းပင်လယ်ပြင်မှာခြေလုံသား၂ယောက်ကိုစစ်ကောင်စီတပ်ကအရခတတော်အေအေနဲ့ဆက်သွယ်မှုရှိတယ်ဆိုပြီးဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။